က်မတော်အရာရှိတွေကိုကျန်းမာရေးဝန်ကြီးဌာနမှာလွှဲပြောင်းတောင်းပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးအနေနဲ့ရရက်ကဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကအနှက်ယောင်ဖဲချိုးလှုပ်ရှားမှုတွေပြုလုပ်နေကြပါတယ်။သူတို့ရဲ့လှုပ်ရှားမှုတွေကိုလည်း Facebook လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတက်ပုံရိုက်ပြီးတင်ထားကြပါတယ်။အဲ့ဒီအခြေအနေကိုစူးစီးသတင်းရေးသားနေတဲ့ဥွှေအောင်ကိုဆက်သွယ်မေးမြန်းကြည့်ပါမယ်။ဥွှေအောင်ရင်ကျန်းမာရေးဝန်ကြီးဌာနကတော့နောက်မခေါ်တော့ဘူးလို့ပြောနေပေမဲ့ Facebook တွေပေါ်မှာကျတော့ကန့်ကွက်မှုတွေကတော့ဆက်တွေ့နေရတယ်လေ။အဲ့ဒီအခြေအနေကိုရှင်းပြပါအောင်ဗျ။ ဟုတ်ကဲ့ဗျကျွန်တော်ဒီနေ့သူတို့ internet ဆံမျက်နှာဦးတက်ကြည့်တော့ဒီတရအတွဲမှာပဲပေါ့နော်ဒီလိုက်ထားတဲ့လူပေါင်း၄000လောက်ရှိပါတယ်ဒီ campaign မှာပါဝင်လာတဲ့ဓာတ်ပုံတွေရာလဲကျွန်တော်တို့5မိနစ်ချားတစ်ခါ7မိနစ်ချားတစ်ခါဇက်တိုက်ဆိုသူတို့တက်နေတာတွေ့ရပါတယ်ဗျမနေ့ကနေ့ကွာဒီနေ့မှဆိုရန်ကုန်မန္တလေးတို့အပြင်ပေါ့ဗျမြကြီးနာတို့လာရှူတို့တောင်ကြီးတို့မော်လမြိုင်တို့ပခုတ်ကူတို့တညင်တို့စတဲ့ဒီမြို့ပေါင်း၁၇မြို့လောက်ကအစိုးရဆေးရုံနေရာဝန်ထမ်းတွေပါဝင်လာတာတွေ့ရပါတယ်ဗျ ဒီထဲမှာထူးထူးခြားခြားကတော့ကျွန်တော်ရေကြီးနေတဲ့ AR တိုင်းကဟင်္ဒရာတို့တာပေါင်းတို့ကဆရာဝန်တွေလည်းပါလာတာတွေ့ရပါတယ်ဗျအဲ့မှာကျွန်တော်တို့ဒီသူတို့တင်ထားတဲ့ဓာတ်ပုံတွေကြည့်လိုက်လို့ရှင်တေချာတွေ့နိုင်ပါတယ်ဒီ AR တိုင်းတာပေါင်းမျိုးနဲ့တိုက်တဲ့ဆေးဦးကဆရာဝန်တွေပေါ့နော်ရေထဲမိုးထဲမှာပဲပါဝင်နေတာတွေ့ရပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီစင်ကာပူနိုင်ငံချန်ဂီဆေးဦးမှာလှုပ်လှုပ်နေကြတဲ့ဒီဆရာဝန်တွေပေါ့နော်မြန်မာဆရာဝန်တွေသူတို့လည်းပါဝင်လာတာတွေ့ရပါတယ်ဗျာ နောက်တစ်ခါကျွန်တော်တို့ဒီမြို့နယ်ဆရာဝန်ကြီးတွေပေါ့နော်ငန်းတော်မြို့နယ်ပြည်သူ့ဆေးဝါးဆရာဝန်ကြီးတွေမြို့နယ်ဆရာဝန်ကြီးတွေပါဝင်လာတွေ့ရတယ်နောက်တစ်ခါကျွန်တော်တို့ရန်ကုန်တိုင်းမှာဆိုရင်ဒီခါမက်ဆေးကမ်းမှာလှုပ်လှုပ်နေကြတဲ့ဆေးဝန်ထမ်းဖွဲ့တွေပေါ့နော်သူတို့တွေလည်းပါဝင်လာတာတွေ့ရပါတယ်မြန်မာနိုင်ငံဆရာဝန်တရားဆရာဝန်တွေလည်းပါဝင်လာတာတွေ့ရပါတယ်ဗျဟိုလူတန်းသားလည်းစုံပါတယ်ဆရာဝန် အဲဒီတူနာပြူတွေအပြင်ပေါ့နော်တခြား engineer တွေဘာတွေလဲပါတာတွေ့ရတယ်နောက်ပြီးတော့ဒီစမစောတယ်ပေါ့ဗျာစမနံပါတ်စောတယ်ဆရာဝန်ကြီးတွေအဲ့ဆရာဝန်ကြီးတွေလည်းပါဝင်လာတာတွေ့ရပါတယ်ဗျာဟုတ်ကဲ့ဗျာအဲ့တော့ကျမ်းမာရေးဌာနတော့ပြောတာကအခုလူတွေကိုတော့ခတ်မယ်နောက်ခုံမာကိုတော့ရက်ဆိုင်မယ်ဆိုတဲ့သဘောအပေါ်မှာရောဒီဘလိုတွေဝေဖန်ပြီးတော့ Facebook တွေမှာရေးသားနေကြလဲဗျာအဲသူတို့ internet စာမျက်နှာမှာနောက်လုပ်မဲ့ campaign နဲ့ပတ်သက်ပြီးတော့ပေါ့ ဒီတိတိကျကျဖော်ပြရေးသားထားတာတော့အခုချိန်ထိကျွန်တော်မတွေ့ရသေးပါဘူးဗျဆိုတော့ကမနေ့ကဒီချမ်းမကြီးဝန်ကြီးလုပ်တဲ့သူကနေပြီးတော့နောက်မခေါ်တော့ဘူးလို့ပြောလိုက်တဲ့အပေါ်မှာသူတို့လည်းသူတို့ချင်းချင်းပေါ့နော်ဘာလှုပ်ရှားမှုတွေဆက်လှုပ်ကြဖို့ဆက်လှုပ်ကြရင် ကောင်းမလဲဆိုတော့ဒီညှိနှိုင်းဆွေးနွေးမှုတွေရှိနေကြရင်ဒူပါတယ်ဗျဒီနေ့တော့ရေးတင်ထားတာမတွေ့ရသေးပါဘူးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဥရှိရမင်းဒါကတော့ Facebook လူမှုကွန်ရက်ပေါ်မှာပြုလုပ်နေတဲ့အနောက်ရောင်ဖဲချိုးလှုပ်ရှားမှုနဲ့ပတ်သက်ပြီးသတင်းရေးနေတဲ့ဥရှိရအောင်ကိုမင်းမြန်ခဲ့တာပါ रेनी घोषाला अटेसा